ဟိုးဒီကူကအရင်ကျဲ့တယ်ပဲဟဲ့ဒီမှာဟိုးဒါကကုနာကျွန်တော်ပြောတယ်ဒီကူကိုဆောင်းရှောက်တဲ့မေတော်လေးနော်ဟိုးရှယ်ပြောဒီကူကတော့ကြောက်ဆွဲတယ်ပါလေကဲကျွန်တော်ရဲ့မိတ်ဆွေတို့အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုဂူရှိတဲ့ကျောင်းတဲ့ကျောင်းနဲ့ခေါ်လေမှာဖြစ်ပါတယ်ဖုန်ကျောင်းတော့ကျွန်တော်မတော်ဖြစ်တော့ဘောနော်ကျွန်တော်ဒီဘုရားကိုလာခေါ်ပွေးနေ ်ဂူရှိတဲ့နေရာကိုခေါ်ရပြမှာဖြစ်ပါတယ်ဂူကတော့ဒီပုံမှာရှိတယ်ဗျဒီကျောင်းတွေကအများအပြင်းကတော့တစ်ပင်ွားပင်တွေနဲ့အရိတ်တွေအများအမ်းရှိတယ်နော်အေးချမ်းတယ်ဗျခေကျွန်တော်တို့ဖရဲပေါ်မှာတွားကြည့်မယ်နော်ဖရဲပေါ်တွားတော့မယ်ဆိုရင်ဖရဲပေါ်တက်မဲ့လမ်းကားဒီလိုမျိုးရှိတယ်ဗျနော်ဖရဲကဟိုပုံမှာဒါကတော့ဖရဲတက်တဲ့လမ်းပေါ့ဗျနော်ဒီဖះကကျွန်တော်လိုက်သွားလာတဲ့ဖះထဲနည်းနည်းလေးထူဆန်းတာကတော့ဂူရှိတယ်ဗျာနော်ဂူကိုတက်တော့တဲ့လမ်းပေါ့ဗျာနော်အဲ့လိုမျိုးလေးတွေရှိပါတယ်ဗျာ ကိုကထဲမှာသူများတန့်ရှင်လောက်နေတယ်ဗျာနော်ဒါကတော့ဟိုးအရင်တုန်းကပေါ့နော်ဒါလူအိုတွေပြောခဲ့မှုတဲ့ပုံပြင်တွေပေါ့ဗျာနော်ဒါဒီကူကိုစောင့်တဲ့မေတော်ဖြစ်တယ်ဗျာနော်ဒါကျွန်တော်တို့ခဏမှလာကြည့်မယ်နော်အရင်ဆုံးကိုအပေါ်မှာဖရားတော့ပိုးလိုက်မယ်ဗျာဖရားလာတဲ့လမ်းတော့တော်တော်လေးကိုလှတယ်ဗျာနော်ခဏကျွန်တော်ပြောတဲ့ကူကဒီအောက်မှာရှိတယ်ပေါ့နော်ဒါကကြောက်ဆောင်နေတယ်ဗျာနော်ဒီထဲမှာရှိတာကူကတော့ကဲဒါကတော့သူ့ရဲ့တက်လာတဲ့လမ်းပေါ့ဗျာနော်ဖရားတော့ရောက်ပြီရောက်ဖရားတော့ကျွန်တော်ရှိမှရှိပါတယ် ကဲဖခင်ကတော့ဒီမှာပေါ့ဗျာနော်ဒီနေရာမှာကျတော့ဒီချမ်းနေဗျာနော်တိုးထဲမှာပဲဗျာဒီမှာတော့ဖခင်ကလည်းစုရှိတယ်ဗျာဒီနောက်မှာတစုရှိတယ်ကျွန်တော်မရှိလို့ပပတ်လည်းရိုက်ပြပေးမှာပေါ့နော်ဒါကတော့တိုးထဲမှာဗျာနော်တော်တော်လေးကိုဝေးတယ်ဗျာဒီနေရာကျတော့ဒီမှာနှက်ဆင်မှာရှိတယ်ဟိုဘက်မှာရှိတော့မယ်ဆိုရင်အိမ်နေလည်းမရှိဘူးဘူးအိမ်မှာမရှိဘူးဗျာနော်ကြောက်ဆောင်တွေနဲ့ဝါးပင်တွေပဲရှိတယ်ဗျာအဲ့လိုမျိုးလေးတွေရှိပါတယ်ဗျာနော်ကျွန်တော်တို့ဖခင်ရောက်ပြီဆိုတော့ဖခင်လေးပါလေးဝပြုတ်လိုက်မယ်ဗျာနော်ဖခင်တွေဝပြုတ်ပြီးမှခုနကကျွန်တော်ပြောတဲ့ကူကိုကျွန်တော်တို့တွက်ကြည့်မှာပေါ့နော်ခုနကတော့ကျွန်တော်တက်လာကြည့်တာတော့သူများ တန့်ရှင်ရေးလေးလုပ်နေတာပေါ့နော်ဝင်လို့ရလားမရလားတော့မပြောတတ်ဘူးပြဒီနေ့ကျတော့လေကဲကျွန်တော်ဖရားတွေပါဒီဝတ်ပြုလိုက်မယ်ဖရားဝတ်ပြုပြီးမှကျွန်တော်ဂူတပ်ပြပေးမှဖြစ်ပါတယ်။ဟိုတက်ကူဘူးမရနဲ့ကဲကျွန်တော်တို့ဂူထဲရောက်လာပြီပြနော်။အိုးဟိုခုနစိတ်တင်နေဝင်လို့မရဘူး။အကူကတော့ဝင်လို့ရပြီပြဒါဂူပါပေါ့ဗျာနော်။အဲကျွန်တော်ဒီလမ်းဝင်လာတယ်။ဒီမှာတက်ရှင်းလာလောက်တာကရင်တို့ရေပြပြနော်။အိုးဟိုမီးကတော့တို့ဖွင့်ထားပြတယ်ဗျာနော်။ဒီမှာအိုးဟို ဒီကူတရားကြောက်ဖို့မကောင်းပဲလူဒီလူမြရတယ်ဆိုတော့လေဩတော်တော်ကြောက်ဖို့ကောင်းမယ်လို့ထင်တာဒီနေရာမှာဆိုရင်မြတ်စွာဘုရားရှိတဲ့နေရာပေါ့ဗျာနော်ဟိုအပြင်မှာပို့မယ်အထက်မှာအီးတော့တယ်ပဲဗျာဟိုမှာတက်လာစင်တီဝရီဟိုပုံမှာတူစုရှိတယ်ကဲကျွန်တော်တို့အထက်တွားကြည့်ကြည့်မယ်ဗျာခုနဟိုကရင်ပြောတာအထက်မှာပို့အီးတယ်လို့ပြောတယ်ဗျာနော်ဟိုလန်တော့ရှယ်ပဲဟေးမိရဆုံးထိရှိတာပဲပါကာရင်တော့ဒီကူကတော့ဟိုလူတွေတော်တော်များတာပဲဟိုပုံမှာလည်းရှိတယ်ဩ ဟိုဟိုဒီကွာဒီနေ့လူတော်တော်များလို့နည်းနည်းတော်တော့ညာတော့မို့ကျွန်တော်တယောက်တည်းဆိုတော့မလာရေဘူးဗျဟိုဒါကဘာကြီးလဲတော့မတည်ပြန်တော့ဒီမှာလည်းဘုရားရှိတယ်ဗျမိရောတော့တော်တော်ကောင်းတယ်ဗျโอ้ ตะเป็นยอเว้ยโอ้อปอที่ตะตะลุยาเหรอเว้ยโอ้ ดีกูอ่ะยังเจ๋เหรอเว้ยเฮ้ยดิบ้าโอ้พวกอปอมาเลยล่ะกูอ่ะพวกอปอมาป่าวดันเนาะไอ้ดิเนี่ยมาโมทาไล่เนาะเบลอกก้าวมินเนาะดาก็คุณน่ะจนเปียวได้ดีกูโซช่องๆได้เมดอเลยเนาะแท้มาเลยลุกทาไปได้เปียเนาะโอ้ ်ရှယ်ပြောက်ဒီကူကတော့အမကြီးအဲ့ဒီကြောက်ဆွဲတွေပါတယ်။အိုးဘိုးဒီကူကအရင်ကြီးတော့ဒါကတို့ရဲ့နောက်ဘက်မှာနော်မြတ်စွာဘုရားထိုင်တော်မူရှိမယ်ဒီမှာဆိုရင်လျှောက်တော်မူရှိတယ်ဗျာနော် ဒီမှာလျောက်တော့မှရှိတယ်ဘူကြီးတဲမှာလေဒီမှာဆိုရင်ငကယုံဖျားရှိတယ်ဟုတ်အောင်မီးတော့တိတ်တော့မလင်းဘောဗျာနော်ဒါဒီနေရာကတော့လိုင်ကူကြီးဗျဒီကူမှာအကြီးဆုံးပဲဒီနေရာနော်တော်တော်လေးကိုလေလို့ကောင်းပါတယ်ဗျာနော်ထိုင်တော်မူမြတ်စွာဘုရားရှိတဲ့နေရာမှာဆိုရင်ရေပါရှိတယ်ဗောနော်ငါတော့မတွေးမိဘူးဗျရေတော့ရှိတယ်ဒီမှာဟိုဟိုတပံဝတ်ဆန်လိုက်တယ်နော်တော်ကူထဲမှာမီးကလင်းထိုင်နေလို့ပဲဟောတော်တော်လေးတက်ပြဲဗလားဟာဒီကူကတခါမှမလာဘူးဘူးပဲဒီဘက်မှာထိုင်တော်မူဘုရားရှိတယ်ဗျာနော်ဒီထဲမှာဆိုရင်ပေါင်ခတ်ထားတယ်ဗျာနော်ဒီမှာကောင်းကောင်းမွန်မွန်လောက်ထားတာဒီကူတွေက ကရင်မရှိတယ်ဗျဒီနားမှာဆိုရင်လေကရင်မရှိတော့ကရင်တွေပဲတန့်ရှင်းလာလောက်တယ်ဗျနော်လင်းတို့ချီတွေများလို့ဗျကရင်တွေတန့်ရှင်းလာလောက်တယ်မိမမိမရတိုးတက်ခေါ်လိုက်ဟုတ် ။ဝါကူကတန့်ရှင်းမလို့ရတာတော်တော်ကြာပြီဖြစ်မယ်ဗျ။အခုနောက်ပိုင်းလူတွေတိလာတော့သူတို့တန့်ရှင်းလာလို့ရတယ်ဗျနော်။ဒီနေ့ဒီဖျားလာရတာပြင်းတတ်တယ်ဗျ။အစတုန်းကထင်တာတော့ဝင်လို့မရဘောဗျာနော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဝမှာကြည့်တော့သူတို့တန့်ရှင်းလုံနေတာဗောနော်။ကျွန်တော်ဟိုကရင်တရားကိုမြည်ကြည့်တော့ဝင်လို့ရလားဆိုတော့ဝင်လို့ရတယ်တဲ့။ဝင်လာကြည့်တော့တော်တော်တဘောကြာတာတယ်။ကဲဒီနေ့ကတော့ဒီလောက်နဲ့ပဲကျွန်တော်ဆုံးသက်လိုက်ရမှာဖြစ်ပါတယ်။အားလုံးကိုမင်္ဂလာပါ။